မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဟာကုကလေးတွေကိုမွေးယုံတာမွေးထားကြတာသူဆုံးမဖို့ကတော့မတတ်ဖြစ်နေကြတယ်တချို့ကတော့ဆုံးမသူဆုံးမလို့တတ်ကြတယ်နီလန်းမှာ တော်တော်မများကတော့မှမှန်တဲ့နီးလန်းနေသုံးပြီးသုံးမှနေကြတယ်။ကျင်းဆက်သူကိုယ်တိုင်လည်းနီးလန်းမှမှန်ဖြစ်နေပါတယ်။မှမှန်တဲ့နီးလန်းသုံးရင်တော့ဆိုးကျိုးတွေများပါတယ်။ဒီဗီဒီယိုလေးမှာတော့နီးလန်းကျနာတော့သုံးမှတ်တတ်ဖို့ပြောပြပြီးမှဖြစ်ပါတယ်။သုံးမှတ်နည်းတွေကအများကြီးပါ။ ဒေါသတွေပါပြီးချက်ပြီးဆုံးမကြတယ်တချို့ကကိုကလေးရဲ့စိတ်အလိုကိုတိုက်ပြီးဆုံးမကြတယ်တချို့ကြတော့ဆုံးမဆူဆုံးမမှုမရှိဘဲပြစ်ထားကြတယ်ဆူဆုံးမမှုမရှိသူတွေကတော့ပတ်ဝန်းကျင်အနောက်ကိုတိုက်သွားကြပါတယ်ပုံနေတဲ့ပတ်ဝန်းကျင်ကကောင်းတယ်ဆိုရင်တော့လိုက်တဲ့ကောင်းဘက်ကိုဦးတည်သွားကြပါပါမိဘကလည်းပြစ်ထား ။အဝင်းရင်ကလည်းမကောင်းဘူးဆိုရင်အန်ဒီရဲ့အယမ်းများပါတယ်။လူမိုက်ဖြစ်လာဖို့ဒါများပါတယ်။ဘာကျုပ်စီရတော့ဖျားကြီးရဲ့တရားတော်နှစ်ပိုက်ထဲကအနေငယ်ညဝေအမယ်။လူမိုက်ဆိုတာပါဠိလိုဘာလလို့ဆိုတယ်။ဘာဆိုတာအကျိုးနှမျိုးဆိုတဲ့အဓိပ္ပာယ်ရပြီးလဆိုတာပျက်စီးခြင်းဆိုပျက်စီးခြင်းလို့ဆိုလိုပါတယ်။ လူမိုက်ဘာလတွေဟာယခုလက်ရှိအကျိုးတွေကိုပျက်စီးရင်ဒီမကဘူး။နောက်ဘဝရဲ့အကျိုးကိုပါပျက်စီးစီလူတွေပါ။လူမိုက်မဖြစ်အောင်ကိုသားသမီးတွေကိုဆုံးမကြမယ်။ဘဝမှာအချို့ကွဲ့တွေကပေါများပါလေ။တောင်းတဆိတ်တဲ့နှစ်တော့ဖြူလဲသွားနိုင် ဒါကြောင့်စိတ်ဓာတ်တွေတမာနေဖို့လိုပါတယ်ဒီလိုတမာဖို့ဆိုရင်ဒီအချက်တွေကအများကြီးအထောက်ကူပေးနေပါတယ်နံပါတ်1မြတ်ဗုဒ္ဓရဲ့တရားတော်တွေနံပါတ်2မိဘမိဘဆရာသမားကောင်းတွေနံပါတ်3ပတ်ဝန်းကျင်ကောင်းတွေနဲ့စာပေကောင်းတွေကသာတမာအောင်လုပ်ပြီးနိုင်ကြပါတယ် တိုးတက်တဲ့နိုင်ငံတော်များများမှာကတော့ခုကလေးတွေကိုငငယ်ကလေးကသင်ကြားပြီးကျင့်တူးထောင်ပေးကြပါတယ်အသက်18နှစ်ပြည့်တာနဲ့အပြင်ထွက်ကိုယ်စီကိုရှာကြောင်းတက်လောကရဲ့ယတ္တအမှန်တွေကိုသင်ကြားပေးပါတယ်တကယ်လို့ကလေးကိုကြိုက်ပြီးစုံမှမယ်ပေါ့ဟုတ်ပါပြီ အဲ့ဒီကလေးကိုရိုက်ပြီးဆုံးမလိုက်သေးကလေးရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအရရုပ်ပိုင်းဆိုင်ရာဆူယိုးတွေအများကြီးရှိလာတယ်ရိုက်ပြီးဆုံးမလိုက်တဲ့အခါကလေးရဲ့အသားနာတဲ့အပြင်ကလေးရဲ့စိတ်ပါဒဏ်ရာဖြစ်စေတယ်မိဘတွေကမှားနေတဲ့အရာတစ်ခုကိုရိုက်လိုက်ရင်ခတ်မလုပ်တော့ဘူးဆိုတဲ့ mindset ပါထိုအတွေးကမှားပါတယ်ကျွန်တော်တို့လည်းငယ်ငယ်ကရိုက်နိုင်ရင်ရိုက်တုံးခဏပဲ လုပ်တာမဟုတ်လားကိုကူကိုပြန်မေးကြည့်ပါနော်ပြန်မတိတဲ့အချိန်ပြန်လှုပ်အောင်မှာပါပဲအဲ့ဒါကြောင့်ໄတတာကအကျိုးမရှိပါဘူးကလေးအသားနာမယ်ကလေးစိတ်ထင်းမှာအနိုင်ကျင့်နေတယ်လို့ခံစားရမယ်စိတ်နာမယ်မိဘကိုအရွယ်ရောက်ရင်ကစံကစံလှုပ်ချင်းစိတ်ပြီးဖြစ်လာမယ်အဲ့ဒါကဆူဂျူးတွေပါထိုကလူ ထိုကလေးမျိုးကအရွယ်ရောက်လာရင်ပိုပြီးထိန်းကြောင်းရခတ်သွားပါလိမ့်မယ်။အဲ့ဒီတော့ကလေးကိုရိုက်ပြီးဆုံးမလိုက်ပြီး မဆုံးမတင်ပါဘူး။ကလေးကိုငငယ်ကလေးကကိုလိုချင်တဲ့ပုံစံကိုထိန်းကြောင်းချင်တဲ့ပုံစံဖြစ်အောင် ထိန်းကြောင်းပြုပြင်ပြုစုရှော့ရှော့ရမှာပါ။ အသက်16နှစ်အောက်မှလောက်မှပုံစံတွင်းရင်တော့ဘူလိုချင်တဲ့ပုံစံတွင်းနိုင်ဖို့မလွယ်တော့ပါဘူး။အဲဒါကြောင့်တတိထားရမှာကကလေးအသက်6လတစ်နှစ်လောက်ကတည်းကကလေးကိုပြုပြင်မှာအဲဒါကြောင့်ကလေးကိုလိမ္မာစေခြင်းစေခြင်းတွန်တင်ဆုံးမလွယ်ခြင်းလွယ်ခြင်းရင်ငယ်စဉ်ကတည်းကကျင့်သုံးပါနောက်ထပ်စိုးဝါတဲ့အချက်ကတော့ လေးကိုတော့ဆုံးမှာတယ်မလို့ရဘူးလို့တားမြင်တယ်လူကြီးကိုယ်တိုင်ကတော့မလိုက်နိုင်ပါဘူးတချို့လူကြီးတွေတဘောမပေါက်တာကကလေးရဲ့အပြုအမူကို ကောင်းစေခြင်းကိုယ်တိုင်ကအကောင်းအောင် နေရပါမယ်ခုပဝင်းချင်းနဲ့မိဘတွေစီကအတူอยู่ပါတယ်တတိထားရမှာပါကလေးကိုတားပြီး ငါကတော့သူ့ရှေ့မှာလုပြနေမိသလားတည်ရင်ချက်ချင်းပြုပြင်လိုက်ပါအဲ့ဒါဆိုရင်မရိုက်ပဲစုံမလို့ရပါပြီကလေးဆိုတာကလောကကြီးကိုမနေ့တနေ့ကမှရောက်လာလို့မတိတာတွေအများကြီးပါမတိသေးတာတွေများလို့တည်ကျင်စိတ်လှုပ်ရှင်စိတ်လေးတွေများတာပါ ကလေးကတခုကိုစူးစမ်းမယ်ဆိုရင်ကလေးကိုအနာကို မြင်သာစွာခေါ်လာဥပမာကလေးကမိကိုဆော့မယ်ဆိုမိက ပူတဲ့အကြောင်းပူတဲ့အခါအတားနာမယ်အကြောင်းပြောပြပါအဲ့ဒါဆိုကလေးကလေးကဖြည်းဖြည်းချင်းနားလည်လာပါလိမ့်မယ်ဘာလို့လူကြီးတွေက ကလေးတွေကိုစူးတယ်လဲကျွန်တော်တို့ဟာကလေးတွေကို လူကြီးအတိအတိညာကနေလာတဲ့ပေတံတိုင်းတာမှု ချိန်ထိုးကြည့်ပါကလေးဟာသူဆုံးမမှုများတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာပြဿနာမမှန်မှုတွေတစ်ခုခုကိုဆွဲလန်းတန်းတက်တဲ့အမှုအကျင့်တွေဖြစ်ဖြစ်လာနိုင်ကြများပါလေကလေးတွေရဲ့ခံစားချက်ကို နားလည်ပြီးဖို့ကိုမကြိုးစားခြင်းဘူးငယ်စဉ်ကခံစားချက်တွေကကြီးတဲ့အခါတိစိတ်ကဖြစ်ဖြစ်မတိစိတ်ကဖြစ်ဖြစ်အဲ့ရောက်မှုရှိတယ် ဆိုတော့တယောက်မှုရှိတယ်ဆိုတာမမိဘူးလို့ပါလေ။ကလေးကိုစကားနားထောင်မှုတင်းရင်ကိုယ်တိုင်ကလည်းသူများစကားကိုတေချာနားထောင်တတ်ဖို့လိုပါတယ်။လူမှဆုံးမှာပါ။ဒီပါဒီမိသားစုဝင်ဒီအလုံးပူပေါင်းပြီးအကောင်းဆုံးပံ့ပိုးဖို့လိုပါတယ်။ကလေးကိုပိုနားလည်အောင်ကြိုးစားပြီးကိုယ်တိုင်ကကောင်းသောစံပြဖြစ်ဖို့လိုပါတယ်။ကောင်း ကောင်းမွန်ပျော်ရှင်သောကလေးများအဖြစ်ပြုစုပျိုးထောင်လည်ရပါစေ။ကျေးဇူးပါ။နောက်ထပ်ဗဟုတုတရမယ့်ဗီဒီယိုလေးလေးကိုတင်ဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like share subscribe လေးနှိပ်ထားပေးပါဦးနော်။ကျေးဇူးပါ။